ထရန့်ဆိုရဟာအမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူကိုဒေါ်နယ်ဂျေထရန့်ငြိမ်းချမ်းရေးအင်စတီကျူလို့ပြောင်းလဲမည်ခေါ်ခဲ့ပါတယ်။နောက်တစ်ရက်အကြာဒီဇင်ဘာလ၄ရက်နေ့မှာ DR Congo နဲ့ Rwanda နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ညီကြေးလက်မှတ်ရေးထိုးပွဲကို Trump ဦးဆောင်ပြီးတော့အဲ့ဒီအဖွဲ့အစအုံမှာကျင်းပခဲ့ပါတယ်။ ဝါရှင်တန်မှာလက်မှတ်ထိုးဝဲလုပ်နေတဲ့အချိန်မြေပြင်မှာတော့တိုက်ပွဲတွေပြင်းထန်နေသေးဖြစ်ပါတယ်။အထူးသဖြင့်ရဝန္ဒါကကြောထောက်နောက်ခံပေးထားတယ်လို့ဆွဆွဲခံရတဲ့ M23 သဘုံအဖွဲ့ဟာမကြသေးခင်ကပဲဂိုမာနဲ့ဘူကာဗူလိုမဟာဗျူဟာကြတဲ့မြို့ကြီးတွေကိုသိမ်းပိုက်ထားပါတယ်။ဒီစာချုပ်လက်မှတ်ထိုးဝဲမှာ M23 အဖွဲ့ကိုယ်တိုင်မပါတာကြောင့်တကယ်လက်တွေ့မှာတိုက်ပွဲတွေရပ်တန့်သွားဖို့မလွယ်ကူဘူးလို့သုံးသပ်မှုတွေရှိနေပါတယ်။သမရထရန်ကတော့ဒီသဘောတူညီချက်ဟာ မရိကန်ကုမ္ပဏီတွေအတွက်ဒေတာအတွင်းကရှားပါတတ်တူတွေတူဖော်ခွင့်ရစေမဲ့အခွင့်အလမ်းတစ်ခုလို့ပြောထားပါဗျ။ဒေတာခန့်တွေကတော့ဒီစာချုပ်ဟာစီးပွားရေးအကျိုးမြတ်ကိုပဲဦးစားပေးပြီးနှစ်ပေါင်း30ကြာပြည်ပခါကိုအမှန်တကယ်ဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ဝေဖန်နေကြပါရဲ့ရှင်။